ကျမဒီနေ့ဖတ်ပြပေးမှာကတော့ဆရာကြီးမြတ်တန်းနဲ့ရေးသားထားတဲ့ကျွန်တော်မသိပါခင်ဗျာဆိုတဲ့ဝိထုတို့လေးတစ်ပုဒ်ပဲဖြစ်ပါတယ်ရှင်ကျွန်တော်မသိပါခင်ဗျာအခန်းတ၄ဒီစီနေ့ကျွန်တော်ဒီရခင်ကတယောက်ကိုတယောက်မြင်လဲမမြင်ဘူးခဲ့ကြီးသူ့အမိကိုပန်းလုံးမွေးသည့်ဒီစီခုကျွန်တော်ဒီချင်းမှာသူ့စာအုပ်ပေါ်တွင်ခတ်တော့တော့ရေးထားသည့်အမိကိုအမှတ်တမဲ့ကြီးလိုက်မိတော့ကြောင်လာသည်သို့တော့ဒီစီနေ့ကျွန်တော်ဒီတအူးကိုတအူးမြင်လဲတအူးပြုံး၍နှုတ်ဆက်ကြသည် သူဤလွယ်ဤထဲတွင်ဆောင်းတွေတပွေကြီးကိုပြည့်သိမ့်နေအောင်ထည့်၍လွယ်ထားသည်လွယ်ဤထဲပြင်လက်တစ်ဖက်တွင်လည်းဒေစီပန်းမောင်ဟုအမည်တထားသည့်ဆောင်းတွေကိုဂိုင်ထားသေးသည် သူနံမီကဒေစီပန်းမောင်ဆိုတော့သူ့အဖေဟာဥပန်းမောင်ဖြစ်မှာပဲကျွန်တော်ဘာသာတွေးယူလိုက်သည်ဒေစီကိုပေါ့တော်ဘူးသားတွင်မနေ့ယထားဆောင်ကြရင် တွေးခဲ့ခြင်းဖြစ်သည်ဒေစီသည်ဝရိယကောင်းသူဖြစ်ရန်ရှိ၏ကျွန်တော်သည်မြေထားနောက်ကြမည်ဆို၍ မမိသမီးအပြေးလွှားသွားရစေခံစားရသောစိတ်ဒုက္ခမှုမျိုးတွင်ပျော်တတ်သည် ထို့ပြင်တနာယုပါရှိတော်လဲနရွက်နောက်တွင်တနခါးကြောင့်တွင်ပြင်းချန်နေသည်ကိုကြည်ရတကဲ့သို့ရှင်ပွက်တွင်ဝက်တွင်တဲစုပ်တွင်အညစ်ကြေးပုံတွင်ဖြစ်သာပြီးသည့်ဘောက်တော်ဘူတာယုံရှိမှအနိဋ္ဌာယုံတို့ကိုလည်းကြာကြာမကြည့်ခြင်းကြာကြာမမြင်ခြင်းထို့ပြင်ဘူတာယုံတွင်စကားပြောဖို့မရှိရောင်းတောင်းတောင်းကြောင်တတ်တဲ့မောင်းကြောင်မှန်သည့်ကြက်ကဲ့သို့လည်းမြည်ထားမလာမီအချိန်မဖြုံးခြင်း ထို့ကြောင့်မင်းကျွန်တော်ဒီယထာလာချိန်ဤမှဗူဒာယုံတို့တုံတီးတုတ်ပြားပြေးသည်ကြီးပင် သို့သောနန်းနဲ့စိတ်ကူးရ၍ဗူဒာယုံတို့ဆောဆောရောက်သွားသည်မှဗူဒာတွင်ဒေစီကိုတွေ့ပြီးသည့်နောက်တွင်ကျွန်တော်ဒီဗူဒာယုံဆောဆောရောက်သောအလေးကိုရခဲ့သည်သို့သောဘဲခါမစိုးဒေစီသည်ကျွန်တော်ထက်အရင်ရောက်စမြဲဖြစ်သည်ကျွန်တော်နှင့်ဒေစီသည်ထိုနေ့မှစ၍အတိမိတ်ဆွေများဖြစ်သွားကြသည်။သူသည်လွယ်အိတ်ကိုလွယ်ရင်းတယုံစီသည်တထုပ်ကို ဖြည့်၍စားနေတတ်၏။ လက်တစ်ဖက်ကမင်းမဆောင်ဖဲဒီကလေးကိုဂိုင်းထားတတ်၏သူဤစကောအင်ဂျီသည်ပိတ်ကြမ်းကြမ်းငုံချုပ်ထားသည်ဖြင့်ဝါကြမ်းကြမ်းအယောင်ထွက်၏အပေါ်မှဝေထားသည့်အပြာရောင်ခေါဝင်လက်ပြက်သည်မတစ်လွင်မတောက်ပါဖြူရော်ရော်မွေးချောက်ချောက်ရှိလေသည်ဒေးဇီသည်အသက်ရှင်းနှစ်ကျော်ကျော်၉နှစ်လောက်မြသာရှိအောင်မည်ထင်ရ၏ဒေးဇီဤထွေးထွေးညံ့ညံ့ဆန်ရွယ်ဆန်စားလိုသည်ကာယံဖြင့်လှိုင်းတွင်တကယ်သို့ရှိသည်ဒေးဇီအသားမှာနည်းနည်းညူ၏ မျက်လုံးစုံသည်အပြစ်ကင်းစင်ခြင်းဖြင့်ဝင်းလဲ့နေကြ၏ကျွန်တော်ရောက်သွားသည့်ခါတွင်မူဒေစီသည်နေကအမိုးဆောင်းထားသည့်ဘူဒါယုံပလက်ဖောင်းတွင်တယောက်တည်းရက်လျက်ရှိသည်ဒေစီသည်ခါတိုင်းလိုဘကူကဝလွယ်အိတ်ကိုစောင်းတွင်ပြည့်တည့်၍လွယ်ထားသည်ခါတိုင်းလိုနေရွက်ကြောတွင်တနခါကြောင့်တွင် ပြည့်ကျန်နေပြီးနွမ်း၍ဖြော့နေသောမင်းမဆောင်ဖဲသည့်ကိုဂင်ထား၏ခါတိုင်းလိုပင်တယုံစီသည့်တထုပ်ကိုစားလျက်ရှိလေ၏ ကျွန်တော်သည်ပေါတော်ဘူတာတို့၉နာရီမတင်းသာသာတွင်ဆ ਾਇ ရောက်သောယထာကိုစည်းမြင်ဖြစ်သည်သို့တော်ဒီစီကိုတခါမျှမတွေ့မြင်ဘူးချေကျွန်တော်မှာအစိုးရယုံတယုံတွင်အောက်တန်းစည်းကလေးများသာဖြစ်နေရာဇယိတ်ကုန်ကြများလာသောဘတ်စကားကိုမစည်းနိုင်ပေဘတ်စကားကတွေ့ပင်တလ30နီးပါးကြာ၍လဖဲ့ဤဘူးစလိဘူးနှင့်ဆိုလျှင်ကျွန်တော်တူဒီတွဲဇယိတ်ဒီပင်လျှင်တလ50ခန့်ကြာနေ၏ထိုထဲတွင်သမင်းလာကဒူဘီဘူးစားသည့် အသုံးစိတ်တွေပါထည့်ရင်90လောက်သွားကြလေရာကျွန်တော်လက်ထဲတွင်36ကျပ်မြသာအတပြာကျန်သည် ထို့ကြောင့်ဘတ်စကားကိုဝေဒာမဏိကတလနှင်း၄ကျပ်မြသာကြသည့်အမြဲတမ်းမြေထားလက်မှတ်ကိုယူထားရသည်ယနေ့မှမူ9နာရီမိနစ်20ရထားနှင့်လိုက်မီဟုထွက်လာတွင်ဒေးစီကိုတွေ့ခြင်းဖြစ်၏ဒေးစီသည် ကလေးရွယ်မြသာဖြစ်၍အခြားကလေးတွေနှင့်ဘာမျှထူးထူးခြားခြားရှိလာသည်မဟုတ်ချေ သို့သောဘူဒါပလက်ဖောင်းတွင်ကျွန်တော်တို့နှစ်ယောက်ထဲသာရှိသဖြင့်သာအပြင်းပြေဒေစီနှင့်စကားလက်ဆုံးကြကအတိကျွမ်းဖြစ်ခဲ့ခြင်းဖြစ်၏။အော်အော်ဒေစီတဲ့လားဒေစီတို့အိမ်ကဘယ်မှာလဲဟုပြင်းပြင်းရှိတိုင်းရှောင်မင်းနေမိသည်။ကြက်ကိန်နာမှာကြက်ကိတ်ကြက်ကိတ်ဆိုတာဘယ်မှာလဲမြင်းမြိုင်ခွေးအရှိဘယ်နာမှာမြင်းကြားကိတ်ဟိုဘယ်နာမှာလေ။အော်အော်ကြက်တစိတ်ကားလဲမရှိပါလား။ဦးလေးကလည်းအရင်ကြက်တစိတ်ကားတွေပြေးတော့ကဂိတ်နေရဦးလေးရဲ့ ဒေဇီကအစိမ့်မရှိတော့သလိုပြန်ပြောပြီးလက်တွင်ပေနေသောတရုတ်ဈီးသီးဘတ်တွေကိုထီရွက်တွင်တုံနေ၏ဒေဇီခုပဲတန်းလဲမိတဲ့ကေကြီးကျောင်းကောဒိုင်အိုမှာဖျားလန်းတော့ကဒိုင်အိုစီစဉ်ကျောင်းနေဟင်ဒေဇီကျောင်းတက်ရတာကလည်းဝေးကြီးပါလားမနေ့ဗဒနာရီချိန်ကထလာရသလဲ9နာရီခွဲလောက်အိယာကထရော့ထပြီးတော့ရေချိုးတနခါလင်းရောခုတပြေးပြေးရင်းနှီးလာကြပြီးဖြစ်သည့်အတိုင်းလက်ဟန်ချေရန်ဖြင့်ပြောပါသည် ီးတော့ပဲပြုံးနဲ့နန်ပြားစားရောပြီးတော့6နာရီထူတော့အင်းကားထွက်ရောထွက်ပြီးလာချမ်းကားနဲ့ဘူဒာယုံကိုလိုက်လာရောဟင်းဝီးလာကြည်လားဟုကျွန်တော်ကဆိုလိုက်ဒေစီကဘာမှမပြောလွယ်ဤထဲမှတရုတ်စည်းစည်းထုတ်ကိုထုတ်ယူရင်းကုလေးဆောင်မလားဟုကျွန်တော်ဘက်သို့လှမ်းပေးလိုက်ဤကျွန်တော်ကခေါင်းခါလိုက်ရင်တော်ပါပြီကွာဒါထက်ဒေစီအင်းကဘယ်သူမှလိုက်မပို့ဘူးလားခလေးတယောက်ထဲကြောင်းလို့ကြသလားရန်ကုန်တဲထီသွားရမှာကြီးကိုဟုကျွန်တော်ကဒေစီအားဂယုနာသက်လာသဖြင့် မကြီးမချမ်းလူကြီးတွေကိုလှမ်း၍ရန်ထောင်နေမိသည် လူကြီးတွေလမ်းပိုးအားနေအောင်အဖော်ကကြီးကြီးတယောက်လောက်ရှာ၍ထင်းလိုက်ဖို့ကောင်းသည်ယခုတော့လူကြီးတွေကိုယ်တိုင်လည်းလိုက်မပို့အဖော်ဆို၍လည်းပါဟန်မတူခလေးအားစိတ်ချလက်ချလှမ်းလိုက်ကြသည့်လူကြီးတွေကိုပဲအံ့ဩရသည်ဘာဖြစ်လို့လဲလူကြီးတွေမအားလို့လားဒီနေ့လိုက်မပို့တာလားမဟုတ်ပါဘူးဒေစီဘာသာဒီလိုပဲသွားနေတာပဲအော် လူကြီးတွေနဲ့လုံးမလုံးရကြပါလေတဲ့ဟုကျွန်တော်ဘာသာညှိမိသည် ေစည်းကိုလည်းယူနာတက်မိသေးသည်သူတို့မပူပန်နဲ့မကြောင်ကြတတ်ဘုံကိုတွေး၍လည်းအံ့ဩမိသည်တာသမီကိုတန်ရုံးစင်မတွေ့တတ်ဘုံကိုလည်းစိတ်ဆိုးမိသည်တာမွေကြက်ကိမဘောက်တော်ပူတာယုံတို့မူတူကားတန်းထူမတဆင့်မြေထားဖြင့်ဖျားလန်းတို့တန်းခရီးတန်တန်လာရသည့်ကလေးကိုကြည်၍တနာမိသည်ဒါဖြင့်ဒေစီမနဲ့အစောကြီးထလာရတာပြင်းစရာကြီးနော်ခီးကလည်းအဝေးကြီးဒေစီသည်ဘာမှပြန်မပြော တန်လန်းတစ်ဖက်ညိုနေတွင်လူနေသည့်ဝက်သားမိကိုကြည့်နေ၏ဝဲမကြီးကအိုင်ထဲဆင်းလူနှင့်ဝက်ကလေးကအိုင်ထဲသို့ဆင်းလာ၏ဝဲမကြီးကကုန်းပေါ်တက်သွား၍ဝက်ကလေးကအိုင်ထဲကျန်နေရလျင်ဝဲမကြီးကစောင့်ခေါ်၏မနေ့ကျတော့ဒေစီတနခါတို့ဘာလို့လိမ့်တော့ဒေစီဘာသာလိမ့်လားမိမိကလိမ့်ပြီသလားဟင်ဟင်ဒေစီဘာသာလိမ့်နေဟင်လိမ့်တတ်တယ်ဒေစီမိမိကလိမ့်မပေးဘူးလားမိမိမှမရှိတော့ပဲဒေစီဘာသာလိမ့်ရတာပေါ့ ဟင်မမေမရှိဘူးဘာဖြစ်လို့လဲဆုံးသွားလို့လားမဟုတ်ပါဘူးနောက်ယောက်ျားနဲ့လိုက်သွားလို့ဖီဖီကမမေအကြောင်းကိုမပြောရဘူးတဲ့ဩကလေးမနေဟူသားညီးလိုက်မိသည်ကျွန်တော်ဒီကျွန်တော်မမြင်ဘူးသောဒေးစီဤဖီဖီကိုပန်းမောင်ကိုစိတ်ကူးညီးကြည့်မိသည်ကျွန်တော်မမြင်ဘူးသောဒေးစီဤမေမေကိုလည်းတွေးကြည့်ဤထိုခိုက်တွင်မြေထားသည်ဆိုင်ဤဒေးစီနှင့်တရွဲတဲ့တပြီးတခုံနဲ့ထိုင်လာခဲ့သည်ဒေးစီမျက်နှာသည် ပြုံးလျက်ရှိဤ ဖော်တယောက်ရ၍ဝမ်းသာခြင်းဖြစ်ကောင်းဖြစ်ပေမည်။ဒေစီတို့မှာမောင်နှမပနေအောင်လဲ၃ယောက်ဒေစီရဲ့မောင်ဝင်းမြင့်ရဲ့နီနီရဲ့နီနီဆိုတာကအငယ်ဆုံးဦးလေးရဲ့ခု၄နှစ်ရှိသွားပြီဟုလက်လေးချောင်းကိုထောင်ရေးပြ၏။အိုးဟုတ်လားခုပဲမှနေကြလဲ။ဒေစီတို့နဲ့အတူတူပေါ့။မိမိကသူ့ယောက်ျားနောက်လိုက်သွားတော့ဖဖေရဲ့ဒေစီရဲ့မောင်ဝင်းမြင့်ရဲ့နီနီရဲ့အတူတူပေါ့။အရင်တော့ကတော့မောင်ဝင်းမြင့်ကဒေစီနဲ့အတူတူကြောင်းတက်တယ်။ ခုတော့ဖေဖေကသူ့ကိုတက်ကလိုက်ကျောင်းမှာထားပေးတယ်ကျောင်းစိတ်ကကြီးလွန်းလို့တဲ့နီနီကကောနီနီကတော့ကျောင်းမနေသေးပါဘူးဒါဖြစ်သူဘသူနဲ့နေရလဲဖေဖေနဲ့ပေါ့ဖေဖေရုံးသွားတော့အိန်းနာကကြီးကြီးဖွားမိလို့စီအပ်ထားခဲ့တယ်မောင်ဝင်းမြင်းလေးကျောင်းကဆင်းလာတော့မှသူတို့မောင်နှမနှစ်ယောက်ကစားကြတာပေါ့ယထာဒီဖျားလန်းဘူတာတွင်စိုက်တော့မှကျွန်တော်နှင်းဒေစီတို့စကားစားပြတ်သွားကြသည်ကျွန်တော်ဒီပြည်လန်းဘူရာရောက်အောင်ဆက်စီလာရင်ဒေစီအဖေကိုပန်းမောင်ကိုပြေး၍တနာမိသည် ပြီးနောက်အမိပြောက်သောကလေးများလည်းတွင်ကျက်သက်အုပ်ထင်းသလိုထင်းရရှာသောဒေစီတွေလည်းစိတ်မကောင်းလှပေကျွန်တော်နှင့်ဒေစီသည်ထိုနေ့မှစ၍တယောက်ကိုတယောက်ခင်သွားကြသည်ကျွန်တော်နန်းနဲ့9နာရီခွဲယထာမမီ၍အကြောင်းမတက်ဖြစ်သည့်အခါတွင်ဒေစီသည်ကျွန်တော်ကိုတမျောမျောရှိသည်ဟုဒေစီကပြောပြ၏ကျွန်တော်အဖိုကဒေစီမနာလင်းစကားပြောဖို့မရှိတော့သဖြင့်ဒေစီကိုမျောမိသည်မှာကျွန်တော်ကိုတွေးပင်ပြီးသည်တနေ့တော့ဒေစီကဘာစိတ်ကူးရသည်မသိ ခုနေ့ဒီစီတို့အိမ်ကိုအလေလိုက်ခဲ့ပါလားဟုခေါ်သည်ကျွန်တော်ကလည်းမလိုက်အားသေးပါဘူးကွာကြောင်းတရရုံသွားရနဲ့အချိန်ကိုမရပါဘူးဟုစိတ်ပြက်လက်ပြက်ဖြင့်ညှဉ်းယူလိုက်မိသည်အမှန်အပြည့်စိတ်ပြက်မည်ဆိုလဲစိတ်ပြက်เสียပါပဲကျွန်တော်ဘွားသည်တဏီကုံတလှုပ်လှုပ်ရုံးကန်နေရသည်ဘွားဖြစ်ပေသည်ဘွားဆိုတာရုံးကန်နှုတ်ရှားနေရသည်ဟုဆိုသည်မှာကျွန်တော်လိုဘွားမျိုးကိုပင်ဆိုရလိမ့်မည်သို့တော့ဟဲ့တတ်နိုင်ပါဘူးဟုကိုကိုကိုအားတင်းရသည်ကြီးဖြစ်လေသည် တလနဲ့126ကျန်းမြသောအတပြားကိုမှန်မှန်ရရှိနေစဉ်ရန်အတွက်မနေ့9ရက်ခွဲရထားဖြင့်မြို့ထဲသို့သွား၍မက်ထရစ်တင်နှင့်တရားသည်အင်္ဂလိပ်စာနှင့်တင်ကြားသင်ပြီးသော9နာရီထိုးနေပြီပြည်သည်နှင့်တပြိုင်နက်ရုံးသို့ကတုတ်ကရဲ့ပြေးရသည့်ဖြစ်ခြင်းနန်းနေစာထမင်းစားဖို့ဆိုသည်မှာကကျွန်တော်လူလားမြောက်သည့်အချိန်မှစား၍နန်းနေစာကိုအချိန်မှန်မှန်စားရသည့်အခါဟူ၍မရှိသေးချေဒီလေနိုင်ပြတဲ့ချက်လောက်မှတလနှင်း35ကျပ်ပြရသောဆိုင်တွင်ပြည့်၍စားရသည့်အခါကြီးဖြစ်၏ ကျောင်းစရိတ်သမင်းလားကခီးစရိတ်စသည်တို့ကိုနှုတ်လင်ကျွန်တော်ရသည်လားကသည်စင်ပါဇက်နှမ်းပဲ့တကယ်တို့သာရှိကြသည်အခန်းနှစ်တင်းငင်ငွေနန်းနဲ့မှာကျွန်တော်ဒီဒေစီတို့အိမ်တို့ရောက်သွား၏ချောချောမောမောရောက်သွားသည်ကမဟုတ်ပေဒေစီတို့အိမ်သည်ဂျော်ဂီတွင်နေသောအိမ်တစ်ဝိုက်တွင်ရှိလိမ့်မည်ဟုအမှန်ဖြင့်ထိုနေရာတစ်ဝိုက်တွင်စိုက်ကလားတွင်အစဉ်တန်းလောင်းနှင်းတော့နေနိုင်ကြမှာပဲပါဟုအောက်မေ့မိ၏သို့သောတနအီကျော်လောက်ရှာသည့်တိုင်အောင်မတွေ့သဖြင့် ကျွန်တော်ဒီလာလန်းတိုင်းလမ်းလျှောက်ရေးပြန်ခဲ့သည်ကျွန်တော်စိတ်၌ကဧကန်နာအကောင်မလေးပြောတာမှားနေလို့ဖြစ်မှာပဲဟုအောင်းမေး၍သာပြန်ခဲ့ရသည်တာမွေပလီမကြက်ကိတ်တို့တောင်းလျှောက်ထွက်လာတော့လာချန်းဘတ်စကားစိတ်အတိုင်းရှောက်လာစဉ်တာမွေတင်းဆိုင်ကိအလွန်တို့အရောက်တွင်ဦးလေးဦးလေးဟုခေါ်လိုက်တော့ဒေစီအတန်ကိုကြားရ၏ကျွန်တော်ဒီတတရရရမြင်းဆောင်ထူထားသည့်ဝိုင်းထဲသို့လှမ်းကြည့်လိုက်၏ဟေးဒေစီ ကျွန်တော်ကလည်းဝိုင်းတာအရာအော်လိုက်ပြီးဝိုင်းတကားပေါင်နားတွင်ရက်နေတော့ဒီစီစီတို့ကူးသွား၏ဒါဒီစီတို့အိမ်လားမဟုတ်ဘူးဟိုမှာဟုခန်းလန်းလန်းကိုလည်းညှိုးထိုးပြ၏ကျွန်တော်ကမူသူလည်းညှိုးထိုးပြရာကိုမကြည့်နိုင်သေးပဲခုပဲကလာတာတော့ဒီမှာလေကော်ဖီလာဝယ်တာနီနီကပူဇာလုံးလို့ဟုလက်ထဲတွင် ကော်ဖီထည့်ထားသောနိုးစီဘူးကိုထိုးပြ၏လာလာဦးလေးဒီစီတို့အိမ်လိုက်ခဲ့ပါအောင်ဖေဖေလည်းရှိတယ်ကျွန်တော်ဒီကလေးမနောက်မှလိုက်သွား၏ ူတန်းတန်းမတ်မတ်သွားနေသောအင်ကိုကြည့်မိမှ ကျွန်တော်သည်စိတ်ပြည့်ချင်းမကပြည့်ရပြန်လေသည်သူတို့နေသော အင်ဆိုသည့်ຢာကယူထင်းကတက်ငယ်မိုးထားသောတဲကြီးများသာသည်တဲကြီးတွင်ပင်ဒေစီတို့ကတခန်းတွင်နေ၍အခြားတို့ကတခန်းတွင်နေ၏ထို့ထက်ဆိုသည်ကဒေစီတို့တဲကြီးသည် အုံကျိုးအုပ်ဘဲတွင်ဖြင့်ပြီးသောတာမွေတုတ်တန်တိုင်းကိုခွာ၍စောက်ထားခြင်းဖြစ်၏ကျတိကင်းလာသောတုတ်တန်စီရဲ့အိုစီရဲ့ပြည့်ကြီးမှာသူတို့အိမ်နောက်ဖေးမလန်းမကန်းတွင်ရှိလေသည် ။မော်စရာမှတ်တမ်းစာသောစစ်မဖြစ်ခင်ကအဆုံးကကွေဝိထုများကိုပင်သွား၍အမှတ်ရမိသေးသည်။သူတို့အိမ်နောက်ဝါးတရိုက်သားသားကြားတွင်ပေါင်းမင်မြက်ပင်တွင်ဖုံးနေသောမြေပုံဟောင်းများပေါင်းမင်မြက်ပင်ကို ထိတ်တွင်ပန်းမှန်သလိုပန်၍ရည်နှီးလိမ့်နေသည့်အုတ်ဂူဟောင်းများကိုမြင်ရ၏။ဦးလေးလာထိုင်းကျွန်တော်ဒီဒီတော့မှသူတို့အိမ်ကောင်းဝကိုရောက်နေမှန်းသတိထားမိတော်သည်တဲတွင်တွင်မတက်ကလထိုင်းအဟောင်းနှလုံးလက်တင်မပါသည့်ပလက်ကလထိုင်းဟောင်းတစ်လုံးနှင့် နှစ်ပေပတ်လည်နှီးပါရှိဇပွဲတလုံးကိုသာတွေ့ရ၏ဇပွဲအထွဲ့ကျူထီယန်တွင်က VC Grad ကုမ္ပဏီမှထုတ်သောပြက်ကလေးဟောင်းတစ်ခုကိုချိတ်ထားပင်သည်ပြက်ကလေးစာရွက်များမှာဟောင်းလွှမ်းဝါသွေးလျက်ရှိလေသည်မကြာမီကိုပန်းမောင်ထွက်လာ၏ကိုပန်းမောင်မှာအသက်သိကြီးပုံမရသေးချေ30ကျော်ကလေးလောင်းမြသားရှိအောင်မြည်ထင်ရ၏သူတော်သူယုံမှလုံလုံမင်းမင်းအိုစား၍နေပေသည်ဝါကြံကြံရှက်အင်းကြီးကိုဝင်း၍လက်ရှိကိုလက်မောင်းပေါ်သို့ဖြူပြဲလိုက်တင်ထား၏ ချောကလက်ရောင်တွင်အဖြူမြင့်သေးသေးကန်းလန်စင်းထားသည့်ရွှေဦးရောင်းမင်းလုံးကြီးမှာအယောင်ဝင်းစားပြူနေပေပြီ။အော်ဒေးစီကတော့ခဏခဏပြောနေတာပဲဟု၆တေသောအတန်ဖြင့်သူကဆို၏။သို့တော်သူမျက်နှာမှာဝင်းထိန်လာကအားတက်သွားဟန်ရှိပေသည်။ဟဲ့သမီးရေလက်ဖက်ရည်တစ်ခွဲသွားဝယ်ကြည့်အောင်။ပြီးတော့ကြီးကြီးဖွားမေတို့ဘက်ကလက်ဖက်ရည်ပကံတစ်လုံးယူပြီးထည့်ခဲ့။နေပါစေကိုပန်းမောင်ဒုက္ခမရှာပါနဲ့။တောက်သွားပါဗျာ။ဟဲ့ဒေးစီနင်းနီကိုကော်ဖီတိုင်းမပြီးသေးဘူးလား။လာလာဖေဖေစီခေါ်ခဲ့။ ပြီးတော့တရုံမုံနဲ့ဝဲခဲအောင်တော့သမီးဒေစီကနီနီကိုလက်ဆွဲခေါ်လာပြီးသူ့အဖေလက်ထဲသို့ထည့်လိုက်သည်ကိုပန်းမောင်သည်သူ့အိမ်ချင်းလေးကိုသစိမ်းတရံဆန်တရားမြင်သွားသည်ဖြင့်ရှက်တလို့လည်းရှိလေသည်ခုတော့ဒီလိုကပြက်ကင်းနဲ့နေရတာပါဗျာဟုသူ့ကိုယ်သူအာတင်းရင်ပြောလိုက်ပါသည်ဒီလိုပါပဲဗျာတောင်မင်းမြောင်မင်းမကယ်နိုင်ဆိုတာကတည်းပါဟုကျွန်တော်ကလည်းသူ့သူ့အရှင်းမပြပါစေတော့ဟုပြောလိုက်ပြီးမှ ဒေစီကြောင်းတက်တာမတွေ့လို့လမ်းရှောင်ရင်လိုက်ရှာတော့မတွေ့တော့ပါဘူးလေဆိုပြီးပြန်မယ်လို့တော့ဒေစီလှမ်းခေါ်တာနဲ့ဟုတ်တယ်ကြောင်းပြက်တာတပတ်လောက်ရှိသွားပြီခါတိုင်းတော့ကျွန်တော်ကလေးတွေကိုကြောင်းမပြက်အောင်ကြိုးစားတာပဲဗျာခုတော့ဟောဒီအငယ်ဆုံးကလေးကနှာစီချောင်းစိုးကောက်ခါဖြစ်တော့ဒေစီကိုအိမ်မှာထားခဲ့ရတယ်ကိုပန်းမောင်မျက်လုံးများသည်မှုံငင်းငေးရှိသည်ဟုကျွန်တော်ထင်မိ၏သူဤစိတ်အင်းသည်စွန့်ခွာဖဲခြင်းသွားသောဇနီးတွေစီတို့ရောက်နေနေမလားသူမဟုတ်ကလေးတွေဤနောင်ရည်စီပဲရောက်နေနေမလား ကိုပန်းမောင်သားလေးသိပါမည်ကျွန်တော်ဒီဒေဇီကိုတွေးစားကဒေဇီကိုချစ်သည်တနာလေတနာသည်သို့တော်ဒေဇီမှာကလေးရွယ်ဖြစ်လို့မို့သူများကလေးများနည်းတူတစ်တစ်လွင်လွင်မွေးနိုင်ရှာလို့မို့ချစ်သည်ယခုမှသာတွေ့ဘူးသောယောက်ျားရင်းမကြီးကိုပန်းမောင်ကိုဘာကြောင့်တနာရသည်ကိုမူကျွန်တော်မတွေ့တတ်ပါချေခါတိုင်းတော့သူ့ကိုဘသူနဲ့ထားခဲ့တော့ကိုပဲခန်းကတော့ဖွားမေလို့နဲ့ထားခဲ့ရတယ်တခါတလေလဲကျွန်တော်ယုံခေါ်သွားတာပဲခမရများကလည်းကောင်းရှာပါတယ် ။ဟင်ကလေးကိုယုံခေါ်သွားတယ်။ကိုကြတော့သူ့ဘာသာသူကစားနေတာပါပဲဟုကိုပန်းမောင်ကပြုံး၍ပြော၏။ဒေးစီသည်ခါတိုင်းလိုပင်နိုးစီကွက်ပြင်းထဲ၍လက်ဖက်ရည်ဝယ်လာပြီးနောက်ဖေးဘဲသို့ဝင်သွား၏။မိမတယောက်ရင်လဲရှာပေါ့ဗျာဟုကျွန်တော်ကရင်းရင်းနှီးနှီးပြောလိုက်၏။အမေမှာဘယ်ယောက်ျားမှကိုမိန်းမကပြေးသွားခဲ့သည့်အဖြစ်ကိုလူသိခံနေမိမဟုတ်ပေ။ကျွန်တော်ကသာကိုပန်းမောင်ဖြစ်ကိုတည်ပြီးသားလူလူသူမိန်းမဆုံးသွားပြီဟုထင်နေသူတယောက်လူလူဝါး၍ပြောလိုက်ခြင်းဖြစ်ပေသည်။ ိုပန်းမောင်ကမူပြုံးက အမလေးနဲတဲ့တာဝန်မဟုတ်ဘူးပြို့ကျွန်တော်ရတဲ့လာကက126ကျက်ကလေးတွေဝေစားနဲ့ចောင်းစီရင်နဲ့ဒီစီကလက်ဖက်ဤပကံကိုလာချပြီးကျွန်တော်တို့နားတွင်ထိုင်နေ၏မြင်းမွေးများပေါက်မလားလို့တပတ်တပတ်သုံးလေးချက်ဖူးထိုးတာလည်းမပေါက်ဘူးဗျာအခုဘက်လဲဂျူပီတာကိုရှူဝါထားတာခုတော့ဖလူလွတ်သွားတော့ဂွင်းကိုတိတ်ရောသူဘွားနဲ့ဇာလင်ကျွန်တော်ဘွားကတော်သေးသည်ဟုကိုကိုကိုဖြေသိမ့်ရပါ၏ ိုပန်းမောင်သည်စင်မဖြစ်မီ high school final ထိရောက်ခဲ့ပြီးဂျပန်ခေတ်မှာသူရောနန်သည်မဆန်းကြီးနှင့်အချုံနှောင်တို့ကင်းဝေးရာအချစ်ဆိုသောပန်းဝင်းတို့လွတ်လပ်စွာဖူးပွင့်ရာသို့ထွက်ပြေးခဲ့ကြ၏ကိုပန်းမောင်သည်မဆန်းကြီးကို အသေးစွဲချစ်ခဲ့ရသည် ယူရမြန်နိုးခဲ့ရသည်သို့သော သူချစ်သည်ဆိုသောမအေးရင် သူ့ကိုချစ်ပါသည်ဆိုသောမအေးရင်ပင်ယခု သူရောနန်သည်ဇက်ကိုခင်းခဲ့သည်မဟုတ်ပါလား ကျွန်တော်ဒီကိုပန်းမောင်ကိုတနာလဲတနာမိ၏သူတို့လည်းစိတ်မကောင်းဖြစ်ရပေသည်သည်လောကတွင် ကိုထက်ဆိုးသူတွေအနန္တပါလာဟုအာတင်းရပေသည်အခန်းသုံးဒီစီတို့အိမ်မှကျွန်တော်ပြန်လာပြီးနောက်တွင်လည်းကျွန်တော်ဒီဒီစီကို တွေ့နေကြပေါ့တော်ဘူတာယုံတွင် မတွေ့ရတော့ချေနီနီနေကောင်းပြီဖြစ်၍လည်းတနေ့ဖြင့်ဒီစီလာလိမ့်လို့ဖြင့်ညော်မိ၏ဒီစီပေါ်မလားနောက်ရက်တွင်ရက်တွင်ညောင်းတော်လဲပေါ်မလားချေထို့နောက်တွင်ဒီစီကိုကျွန်တော်မမျှော်တော့ မျောတော်လဲဒီရဲ့တွင်ပေါ်လာမည်မထင်တလားကြာသည့်တနေ့မှာကျွန်တော်ကြီးဒေးစီကိုတွား၍တွေ့ဤတွေ့သည့်နေရာကခါတိုင်းလိုပေါက်တော်ဘူတာယုံတွင်မဟုတ်ကြောက်ကုန်းဘိုင်စကုတ်ယုံရှိလမ်းပေါ်မှသည်ပထမတော့ကျွန်တော်ကြီးဒေးစီမှန်းမသိချေပြပြင်းနှင်းနှင်းဆဲ၍ဘန်းကလေးကိုကောင်းတွင်ရွက်ခံငူလာသောကလေးမတယောက်ကိုစူးစိုက်ကြည့်မိမှအနောက်တွင်ဒေးစီမှန်းသိရ၏ဟဲ့ဟဲ့ဒေးစီဘာဖြစ်လာတာတော့ဒေးစီဒီကျွန်တော်ကိုတွေ့သောအန်အောင်းဝမ်းသာဟန်နဲ့မပြား အငိုလဲမရက်ချီရှာရွေရှာရွေငူကားပစက်မပဲပဲနေနေကျင်းစဲတော့ပဲခါတိုင်းကဲတို့ဒေးစီကောင်းမော်တွင်အယောင်လွင်လွင်ဖဲချိုးကလေးတွေမပါတော့ချီသူစပင်သည်နီချောင်ချောင်ဖြစ်နေ၏ခါတိုင်းကဲတို့မျက်နှာတွင်တနခါပေါင်တာတို့ဖြင့်ဖွင့်မနေတော့ချီသူမျက်နှာသည်ကြောက်ကုန်းလဲများမှဖုံဖုံတို့ဖြင့်လင်းကျန်ထားတဲ့ကဲတို့ရှိ၏ထိုထဲတွင်မျက်ရည်ချောင်းတွင်ထင်းနေလိုက်ပေသေးသည်မအီကွက်လက်တွေမအီကွက်လက်တွေဟု ရှေးဆက်မနေနိုင်မဲငိုနေ၏ ဒီစီဤကောင်းပေါ်မှဘန်းထဲတွင်ဂျုံထူလပြည့်ကြီးမှန်ထားသောမပြောကျော်သုံးလေးခုနှင့်ပဇွန်ကျော်လေးငါးခုကိုမြင်၏ဟဲ့ကောင်းမလေးရဲ့ဘာဖြစ်လာတာလဲဟဟိုဟိုအကျော်ရောင်းတဲ့ပဆန်အကျွေးနှစ်ချက်ခွဲဘန်းထဲထည့်ထားတာအခုမရှိတော့ဘူးနှာယူလိုက်တယ်ဟုရှိုက်ကြီးတငင်းဖြင့်ပြောပါသည်ဘသူတွေလဲမသိဘူးဟိုကားစိတ်တုံးကရှိသေးတယ်အခုမရှိတော့ဘူးမနေ့အစောကြီးကလေးကထွက်လာတာကျွန်တော်ဒီဒေးစီကိုဖြောင်းဖြားရ၏ဟိုတော့ကဂါဝန်ဝိသိ ဒိုင်အိုစီစဉ်ကြောင်းသူသည်ဒေစီဆိုသောအမည်နှင့်လည်းလိုက်ရော၏ယခုမူအကျော်တဲ့ဘွားနှင့်ဒေစီဆိုသောအမည်သည်မအပ်ဆက်လွန်လာကြတကားအရင်တုန်းကဒုက္ခမိန်တွေဆက်သည့်အင်္ဂလိပ်ကြပြလေးတွေကိုသာရုတ်ခဲသောပါဇက်သည်ယခုငပြောကျော်ပစွန်ကျော်ကိုတကြောကျော်အော်ရသည့်ပါဇက်ဖြစ်လာရပြန်ပြီသည်ကဲပါကွယ်ဦးလေးပေးပါမယ်ခုဒေစီအဖေကတော့အဖေပလိတ်ကဖမ်းသွားလို့ဟုပြောပြီးရှိုင်နေပြန်သည် ပြီးမှဆက်၍ခူကြီးကြီးဖွားမိတို့ကဒေစီတို့ကိုကြွေးထားတာပတ်စံလည်းမကြံတော့ဘူးပြန်ကြရင်တော့အရိုက်ခံရတော့မှာပဲကျွန်တော်ဒီဒေစီစကားကိုကြားလိုက်ရတော့ခါတွင်အံ့အားတင်သွားမိသည်ကျွန်တော်တွေ့ဘူးသည့်ကိုပန်းမောင်ဤယူအားမျက်နှာပေးသည့်ပလိဟင်းဆက်ဆက်၍မရအောင်ရှိကြသည်ကိုပန်းမောင်မျက်နှာသည်ယူအားယုံသာမဟုတ်လောကကိုကြောက်ဆုံကြောက်ဆုံဖြစ်နေဟန်လဲပေါ်လာလေသည်ကဲကဲဦးလေးပေးပါမယ်မငိုပါနဲ့လာခုဒေစီတို့အိမ်သွားရအောင်ဟုဆိုကား ေစီကိုပါခေါ်လာခဲ့သည်ရန်ငင်းဘက်သို့ဆင်း၍စိုက်ကားဖြင့်ဒေစီတို့နေရာကြက်ဂိတ်သို့လာခဲ့သည်ရန်ငင်းကိုဖြတ်၍လာသောအခါတွင်ကျွန်တော်မိတ်ဆွေစည်ရီများကကျွန်တော်ဖြစ်ပုံကိုအံ့ဩတလူလူကြည်ကြံရကြသည် ကျွန်တော်ကရှိကကျွန်တော်နောက်တွင် အကျော်ပန်းကိုကင်လာသောဒေစီနောက်ကကျွန်တော်တို့မျိုးကိုကြည်၍ကြံရိတ်ခဲ့ကြသည်ကျွန်တော်ကမူသူတို့ကိုဘာမျှပြန်မပြောနိုင် လက်ပြ၍သာနှုတ်ဆက်ခဲ့ရပေသည်ဒေစီကိုပြန်ကျွန်တော်အိမ်ထဲသို့စမ်းကြည့်မိသည် ကျွန်တော်အိမ်ထဲတွင်၅ချက်တန်းတရွက်သာရှိ၏။ထို၅ချက်ကိုဒေစီအားအကုန်ပေးလိုက်ခြင်းမ၏။သို့သောဆိုင်ကားကပေးရုံမီအ ਨੇ စုံကျွန်တော်မနေ့ပြန်ရုံးတက်နိုင်အောင်ဖြီးစိတ်တော့ချမ်းရပေုံမီ။ဒေစီတို့အိမ်သို့ရောက်သောအခါကြီးကြီးဖွားမိကိုကြိုးကြောင်းမိရသည်။ဒေစီဖြစ်လာပုံကိုလည်းပြောပြရသည်။သပင်ကွက်ဒီကွက်ကြားဖြူစားပြူနေသောကြီးကြီးဖွားမိကမူအေးကွယ်ကြီးကြီးတို့ကလည်းတက်နိုင်ရင်ဘာမှမခိုင်းမဲကျူးမွေးထားခြင်းသဘော။ ဒါပေမဲ့ជីကြီးတို့ကိုယ်တိုင်းကလည်းလက်လုံးလက်စားပါမောင်ရယ်ကလေးသုံးယောက်စလုံးတောင်းရင်ကိုမတက်နိုင်လို့လို့သာအိမ်ကနေအကြော်ကြော်ပြီးပြီးဒါလေးကိုရောင်းခိုင်းရတာပါကလေးများလည်းတနာစရာပါပဲဆွေမရှိမျိုးမရှိနဲ့မိအေးရင်ကိုမိုင်လုံးပါလေကွယ်ជីကြီးဖွားမိကကျွန်တော်ကိုဆက်လိုက်တယ်ပါသည်မိအေးရင်ဆိုဒီမှာဒေစီတို့အမေဖြစ်နေပြီဟုတွေးလိုက်မိသည်ကိုပန်းမောင်ကိစ္စကရောဘလို့ဖြစ်တာလဲជីကြီးအေးဟုជីကြီးဖွားမိကညီးတာဤ နောက်စကားမဆက်ဖဲရက်နေသေးသည်ကျွန်တော်အထင်းတစုံတရာကိုပြောသင့်မပြောသင့်အချင်းစားနေဟန်တူပါသည်တီးပါဘူးကွယ်မောင်ပန်းမောင်ဟာလက်စားလို့ဆိုလားဘာဆိုလားជីជីတီးတလောက်တော့မောင်ပန်းမောင်ဟာပါဇက်ထဲလက်ထဲထားတာကိုက်ရဲတဲ့လူစားမျိုးမဟုတ်ပါဘူးជីជីတို့ကတော့ကလေးတွေတနာတာပါပဲជីជីတို့ကိုယ်တိုင်မလဲချောင်းချောင်းလဲလဲမဟုတ်တော့သုံးအောင်စလုံးကိုကျွေးမထားနိုင်ဘူးဟဲ့ဒေးဇီကော်ဖီသွားဝယ်ဦးလေနေပါစီជីជីထမင်းစားကန်နီးနေပါပြီ ခုပဲပြန်มาပါကျွန်တော်လဲတန်းနိုင်တဲ့အကူကြီးရှိရင်ပြောပါကြည့်ကြည့်ကျွန်တော်လဲကိုပန်းမောင်ဟူသွားတွေ့အောင်မယ်မဟာဗန္ဓုလပန်းချန်လမ်းမှာထင်ပါရဲ့ဟုတ်လားအေးမဟာဗန္ဓုလပန်းချန်လမ်းမှာကြည်ကြည်တို့လဲကလေးတွေနဲ့မင်းကပဲပြန်လာတယ်ကွနောက်တနေ့နေ့လေရုံးစင်ချင်းတွင်ကိုပန်းမောင်ရှိသည့်မဟာဗန္ဓုလပန်းချန်လမ်းအချုပ်ထောင်းတို့လာခဲ့သည်အဆောင်ကြနေသောပလေးကိုခွင်းနှောင်းပြီးကိုပန်းမောင်ကိုတွေ့ရသည်ကိုပန်းမောင်သည်ကျွန်တော်ကိုမြင်သောအခါအချုပ်ခန်းတရိုင်းအတန်တိုင်းတွင်နာသူကပ်လာ၏ သူမျက်နှာမှာဖြူရော၍ညှိုးနှံပိန်ကျသွား၏ဆယ်နှစ်လောက်ဦးစားသွားသည်ဟုထင်ရပေ၏ကြားတဲ့အချိန်မှာကိုထွန်းလေးရေဟုကျွန်တော်အားလေးတန်းတသာမျှဖြင့်ပြော၏ဟုတ်ကောဟုတ်ကဲ့လားကိုမန်းမောင်ကျွန်တော်ကြီးကြီးဖွားမိလို့စီရောက်ခဲ့လို့ဒီစီနှစ်ကြောက်ကုန်းပိုင်စကုပ်ရုံရှိလမ်းမပေါ်မှာတွေ့ရပုံကူမူကားသူစိတ်မကောင်းဖြစ်မိသောသဖြင့်မပြောဘဲထားလိုက်၏ဟုတ်တယ်ကိုထွန်းလေးဒါပေမဲ့များများဆဆတော့မဟုတ်ပါဘူးဗျာ မတတ်နိုင်လုံးနာနဲ့ case တခုကိုမြင်မြန်လုပ်ပေးပါလက်ဖက်ရည်ဝပေးပါမယ်ဆိုတာနဲ့လုံလိုက်တာပါဘလောက်များလဲဗျာကိုမန်းမောင်ဒီကျွန်တော်ကိုကြည့်ကမချီတိပြုံးလိုက်သည်ပြီးနောက်ဟိုဒီဒီကိုလှည့်ကြည့်လိုက်ပြီးအတန်ကိုနှိမ့်က15ချက်အမလီကိုပန်းမောင်ရာမဖြစ်စလောက်လေးနဲ့မဖြစ်စလောက်မှန်းတော့တိတာပဲဒါပေမဲ့ကျွန်တော်အဖို့တော့ဖြစ်လောက်လို့ပြောဖြစ်လောက်လို့လုံလိုက်တာခင်ဗျားပဲစဉ်းစားကြည့်လေကျွန်တော်သမီးအကြီးမဒေးစီရယ်အင်းဒေးစီဘာဖြစ်လဲ ဒေးစီကြောင့်ဒီလိုလုံးမှုလိုက်တာပဲပြုတနေ့မှသူတို့အကြောင်းကအကြောင်းကိုဆက်လုံးမယ်တဲ့အဲ့ဒါဖေဖေအဝေးစားဖို့အစိတ်ပေးပါလို့ဒီချေကမှားလိုက်တယ်ဆိုတော့ကျွန်တော်လက်ထဲကငွေလေး30ပဲရှိတယ်လောက်ကသာဆိုတော့လောက်ကောင်ကန်ကြီးမှပြက်တာပဲဗျဒါကသူတို့အကြောင်းနေမဟုတ်ဘူးကိုထွန်းလင်းကြီးကိုမင်းအကြောင်းတွေအကုန်လုံးပါပဲဒါကထုံးစံဖြစ်နေပြီဒါနဲ့ခမားကယူလိုက်ရောလားယူလိုက်တယ်ပဲပြောပါတော့ဗျာဒါပေမဲ့အစတုန်းကတော့စိတ်မကူးမိပါဘူး ကိုသမီးလေးလည်းအเจ้าမလူတန်းစေဖြစ်စေခြင်းတော့ကျွန်တော်ပတ်စံလိုက်ရှာသေးတယ်မရပါဘူးဗျာပေါင်စရာကလည်းမရှိညနေကျမှနှချောင်းကမိတ်ဆွေတယောက်စီ35ချက်တို့နဲ့သွားချိမယ်ဆိုပြီးရုံးကိုထွက်လာခဲ့တာပေါ့ရုံးရောက်တော့ခုလိုကိစ္စမမျှော်လင့်မဲပေါ်လာတော့အခန့်သင့်ယူလိုက်မိတာပေါ့ဗျာဒါနဲ့မိရောလားမိတာပေါ့ပြီးတဲ့လူကငွေစက်ကူနံပါတ်ကိုမှတ်ပြီးပြလိတ်သွားတိုင်းတော့ကျုပ်အိတ်ထဲမှာအစင်းသားပေါ့ဗျာဒီလိုအဖမ်းခံရမှမှန်းသိပြီးအပြစ်ရှိမှန်းသိရင်များများယူလိုက်ပါရဲ့ ခုတော့ကျုံးကကျုပ်က30ပြီးသားတောင်15ချက်ပဲတော်ပါပြီဆိုပြီးအချိန်စီသဖြင့်အဆောင်ကကျွန်တော်အားပြန်ရန်တတိပေးလာ၏ကျွန်တော်ဒီကိုပန်းမောင်တို့ဗီစီကရက်တဘူးဝယ်ပေးကအားပေးစကားပြောရသည်ကလေးတွေလည်းအားရင်တွားကြည့်ပေးပါဗျာဟုပြန်ကန်ဤတွင်ကျွန်တော်အားအတန်တန်မှာရှာပေးသည်စိတ်ချပါကိုပန်းမောင်ကျွန်တော်လမ်းမှာထွက်လာသောအခါ나이ပြန်တစ်ချက်ခွဲပေးပြီကျွန်တော်ဒီဆိုင်းပုံးတွေထထထချိန်ထားသောရှင်နေရုံငန်းများကိုဖြတ်လာ၏ ထို့နောက်ကုန်တယ်လန်းရှိဗန်နိုင်ကြီးများတွင်ပြပန်းခန်းများရှုံနေသောငွေထုံသူငွေသွင်းသူ နိုင်ငံခြားသားကုန်တယ်ကြီးများကိုရိုက်၍ငေးကြည့်နေမိသည် ကြောက်ကုန်းလမ်းမပေါ်မှအကျော်တဲ့ဒေစီနှင့်မဟာဗန်နူလာလမ်းအချုပ်ထောင်မှကိုပန်းမောင်ကိုတွေ့ပြီးသည့်နောက်ကျွန်တော်သည်တစုံတရာကိုမကြည်မနှက်ဖြစ်လာမိ၏သူရတွင်ထိုတစုံတရာသည်ဘယ်တစုံတရာဖြစ်သည်ကိုကျွန်တော်မစင်စားတတ်ကိုမေအကြောင်းသူနှင့်လိုက်သောဒေစီဟူသည့်ကလေးမသည်အကျော်တယ်မှာကလေးဒေစီဖြစ်လာရခြင်းမှာ ကျင်ငယ်ကိုစွန်ချီလို့ချီစေတော်ဟုစုပြင်းခဲ့သည့်ချက်တောင်းမနှင့်ဒူသောဒေစီမေမေမအေးရင်ကိုစိတ်ဆိုးရမည်လားလက်ယူသောကိုပန်းမောင်ကိုပင်စိတ်ဆိုးရမည်လားလက်ပေးသောသူကိုပင်စိတ်ဆိုးရမည်လားသူတို့အားလုံးလည်းမဟုတ်သေးချေတို့ဖြစ်ရင်ဘသူကိုကျွန်တော်အပြစ်ဖို့ရမည်နီကျွန်တော်မစင်စားတတ်ပါသူတော်ကျွန်တော်ဤတထွားတမိုင်းမြသောရှိသောဉာဏ်ဖြင့်ခင်ရမည်ဆိုပါမူကျွန်တော်သာနှင့်မိုက်ရာကြပါချင်းဤ ွေးတောင်မဂဇင်းမေလာ1956နောက်ဆက်ပြီးခဲ့သူအားလုံးကိုကျေးဇူးများဤတင်ပါတယ်ရှင်။